ဒီနေ့ယူပါလေဖလားက United အတွက်ပဲလို့ပြောရမလို့တော့ဖြစ်နေပြီ။ဘာကြောင့်လဲဆိုတော့ United အသင်းရဲ့ယူပါလေဘောလုံးပွဲပြိုင်မဲ့ Tottenham Hotspur အသင်းရဲ့အဓိကကစားသမား၂ယောက်ကလာမယ့် final နဲ့ပွဲကိုတေချာပေါက်လွဲချော်တော့မယ်။အရှိမသတင်းတွေထွက်ခဲ့တဲ့အတိုင်း Spurs အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူ Jamie Madison ကဒဏ်ရာကြောင့် final ပွဲကိုလွဲချော်မယ်ဆိုတာတော်တော်များများသိရှိပြီးပြီ။ ။ဒါအပြင်ဒီနေ့စပါးအသင်းကထုတ်ပြန်လိုက်တဲ့သတင်းတစ်ပုဒ်မှာဆိုရင်အသင်းရဲ့အားထားရတဲ့တိုက်စစ်မှုကိုလိုဗက်စကီးဟာဒဏ်ရာကြောင့်နှစ်လနီးပါးအနားယူရမယ်။ကိုလိုဗက်စကီးဟာခရစ်စတယ်ဘဲနေနဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်။ကနဦးတော့ကတော့ကိုလိုဗက်စကီးကို final ပွဲအမိပြန်လာနိုင်မယ်လို့ဒီစပါးပရိသတ်တွေကစပါးနီးပါးပေါ်စတီကိုဂလူးကိုမျှော်လင့်ထားပေမဲ့ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ပေါ်စတီကိုဂလူးဟာလိုအပ်ရင်နောက်ထပ်အသေးစားခွဲစိတ်မှုတစ်ခုထပ်လုပ်ရဖို့ရှိနေပြီးတော့တေချာတာတစ်ခုကတော့နှစ်လနီးပါးနားရတော့မယ်။ ဒါကြောင့်ဒီကိုလိုဗက်စကီးအနေနဲ့လာမယ့်မေလ21ရက်နေ့မှာကစားမယ့် United အသင်းနဲ့ယူရိုပါလိဘိုလူပွဲကိုကျင်းတည်ပေါင်းလွဲချော်တော့မယ်။ဒီဒီတင်းဟာစပါအတွက်ကတော့တကယ်ကိုတည်င်းဆိုးတစ်ခုပဲ။ဘာကြောင့်လဲဆိုတော့ဒီကိုလိုဗက်စကီးနဲ့ဂျိမ်းမယ်ရီဆင်တို့ဟာဒီအားဒီမှာစပါအသင်းအတွက်အဓိကခြေစွမ်းပြနေတဲ့ကစားသမားတွေ။မယ်ရီဆင်ဆိုလို့ရှိရင်ဒီအားဒီမှာသူမပါတဲ့ပွဲတွေမှာဆိုရင်စပါအသင်းရဲ့တိုက်စစ်ဟာတော်တော်လေးရုန်းကန်ရတာကိုတွေ့ရတယ်။အကူလိုဗက်စကီးဆိုလည်းဒီလိုပဲ။ အယူနိုက်တက်ကဒီဟာဒီမှာဒီဖိုင်နယ်ပွဲမတိုင်ခင်မှာစပါးနဲ့၃ချိန်ထိတွေ့ခဲ့မှုတယ်ပရီးမီးယားလိဂ်မှာ၂ချိန်ကာရာဘောင်းဖလားမှာ၃ချိန်ပရီးမီးယားလိဂ်မှာတွေ့ဆုံလုံကဆိုရင်ဒီမန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းအော်ထရက်ဖို့မှာကစားစဉ်တော့ကစပါးအသင်းက၃ဂိုးဂိုးမရှိနဲ့နိုင်ရရှိခဲ့တယ်လို့စပါးအသင်းရဲ့အိမ်ကွင်းမှာကစားတော့လဲ၃ဂိုးဂိုးမရှိနဲ့နိုင်ရရှိခဲ့တယ်ဒီလိုပဲကာရာဘောင်းဖလားမှာတွေ့တော့လဲယူနိုက်တက်ကစပါးကို၄ဂိုး၃ဂိုးနဲ့ရှုံးနေခဲ့တယ်အဒီပွဲအစဉ်တွေမှာ ကူလူဗန်စကီးနဲ့မယ်ဒီဆင်တို့ကနှစ်ယောက်ပေါင်းတွင်ကို၃ခုထိတွင်ယူထားနိုင်ခဲ့တာကူလူဗန်စကီးဆိုရင်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲမှာဂိုးပါဝင်ပတ်သက်မှု၄ချိန်ရှိခဲ့တယ်။အဒီလိုမျိုးအသင်းအတွက်အခွင့်အဖန်နေမှုအားကောင်းတဲ့ကစားသမားရောယူနိုက်တက်နဲ့တွေ့တိုင်းဂိုးမျိုးတဲ့ကစားသမားကိုပါဆုံးရှုံးလိုက်ရတာဟာစပါးအတွက်ကတော့အားနည်းချက်တစ်ခုပဲ။ယူနိုက်တက်ဘက်မှာလည်းဒီလေဒါလို့ရူရူဒေယာယာရှိနေတယ်ဆိုပေမဲ့ဒီအမော်ရင်ရဲ့ဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်အရဆိုရင်ဒီကစားသမားတွေက final ပွဲအမိပြန်လာဖို့အတွက်မျှော်လင့်ချက်ရှိနေတယ်။အထူးသဖြင့်ဒီလန်နီရူရူဆိုရင် ဒဏ်ရာပြဿနာတိတ်ပြင်းပြင်းထန်ထန်မရှိဘူးဝယ်ဆိုင်တဲ့ပွဲမှာရရှိသွားတဲ့ဒဏ်ရာကလည်းအရန်ကြီးဆိုးရတာမျိုးမဟုတ်ဘူးပွဲပြီးမှလည်းအေးအေးဆေးဆေးပဲဘာချိုင်းတော့ဘာခြေကောင်မှမပါဘဲနဲ့ကွင်းထဲကနေပြီးတော့ပြန်သွားတာဒါကြောင့်မလို့ United ကစပါတက်ဆိုင်ဒဏ်ရာရကစားလာမှအခြေအနေကအများကြီးတော်သေးတယ်လို့ပြောရမယ်ဒီလိဒဏ်ရာရရှိနေတယ်ဆိုရင်တော့မှသူ့နေရာမှာကစားနိုင်တဲ့ Harry Maguire တို့ Lindy Law တို့အများကြီးအများကြီးရှိသေးတယ်ဒါ့အပြင် Rodon ရရရှိသွားခဲ့တယ်ဆိုရင်တော့မှ Mazzarri တို့ဘာလို့ရှိသေးတယ် အဲ့တော့ United အတွက်ကသူတို့ရဲ့ဒဏ်ရာရကစားသမားအစဉ်က Spa ထက်ဆိုင်အပုံကြီးတာတယ်။ဒီလိုအနေထားတစ်ခုမှာ Spa အနေနဲ့ United အသင်းကိုသူတို့ရဲ့အဓိကကစားသမားနှစ်ယောက်မပါဘဲနဲ့အသာစီးကြရွေးကစားနိုင်ပါမလားဆိုတာကလည်းတန်တရားရှိတာတစ်ခုပဲ။ဒါပေမဲ့ Spa ရဲ့အသင်းကောင်းဆောင်ဆွေအောင်မင်းကတော့ဒီ Yobali Flower ကိုသူ့အနေနဲ့အားယူသွားမယ်။သူဒီအသင်းမှာဆက်ရှိနေတာကလည်းတခြားသူတွေမလုံနိုင်တဲ့စွမ်းဆောင်ရည်မျိုးမှတ်တမ်းမျိုးကိုယူပြဖို့အတွက်ဆက်ရှိနေတာဆိုပြီးတော့ပြောခဲ့တယ်။နောက်ပြီးတော့ပရိသတ်တော်တော်များများကလည်းဆွေအောင်မင်းကိုဖလားရစေချင်ကြတယ်။ သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Harry Kane ကဘိုင်ယန်မြူးနစ်မှာဘွန်ဒက်လီကာဖလားကိုကိုင်မြောက်ခဲ့ပြီးဒါပေမဲ့ဆွန်ယောင်မင်းကဘာဖလားမှမရသေးဘူး။ဒါကြောင့်ဆွန်ယောင်မင်းအတွက်လည်းယူပါလီဖလားကိုရစီချင်ကြတယ်။အဓိကတိုက်စစ်မှုနှစ်ယောက်မှာပါတယ်စပါးအနေနဲ့ United ကိုကြော့ဖြတ်ပြီးယူပါလီဖလားကိုင်မြောက်သွားနိုင်ပါမလား။ပရိသတ်ကြီးကဘယ်လိုများထင်မြင်မိသလဲ။ comment မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရရနော်။